ထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့စစ်ကောင်စီလက်အောက်ခံဇက်အာအေစကန်တခုကို CDF ပူးပေါင်းတပ်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ချင်းပြည်နယ်တောဆန်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဇိုမီတဇက်အာအေရဲ့တပ်စခန်းတခုကိုချင်းဒေသကာကွယ်ရေးတပ် CDF တောဆန်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာဇက်အာအေတပ်ဖက်ကထိခိုက်ဒေဆုံးမှုရှိခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ချင်းသတင်းအရင်းမြစ်ကဆိုပါတယ်။ ဇွန်လ9ရက်နေ့နနက်ပိုင်းမှာကြီခမ်းမြို့နယ်တွန်းဆန်မြို့အကြားမှာရှိတဲ့မွာကွေရွာအနီးမှာစစ်ကောင်စီစခန်းကို CDF တွန်းဆန်ပူးပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ရမှာဇက်အာအေတပ်ဖွဲ့ဝင်2ဦးရဲ့အလောင်းကိုရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်တနက်လေးလ drone စိုက်ကင်များနဲ့ကားတစီးမီးဆက်ခင်းရဲကြီးများနဲ့ရရှိခဲ့ကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်။အဲ့ဒီဇာအေလက်နဲ့ခင်းရန်တိုက်စစ်ရမိတဲ့အထက်မှာအိန္ဒိယနိုင်ငံသားကအထောက်အထားတွေပါတာပေါ့ အဲ့ဒါကနင်းနေတော့အန်အောစရာဖြစ်တယ်လို့၎င်းကပြောပါတယ်ဇာအာအီဟာမြန်မာအိန္ဒိယနယ်စပ်ဒေသများမှာလှုပ်ရှားလျက်ရှိပြီးစစ်ကောင်စီကလက်နက်တပ်ဆင်ပေးခြင်းအပါအဝင် စစ်ကောင်စီနဲ့စီရေးပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ချင်းတော်လန်ရေးတပ်များကထုတ်ပြန်အတည်ပြုထားပါတယ်။ဒါ့အပြင်ချင်းတော်လန်ရေးတပ်များဟာချင်းပြည်နယ်ကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့လည်းတိတိမြို့နယ်အတွင်းမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။တိတိမြို့နယ်တိုင်းငင်းနဲ့ကလေးမြို့အကြားမှာရှိတဲ့ မော်ပီးရွာမှာစစ်ကောင်စီတပ်ကဆက်လက်တက်ဆွဲနေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားမှုရှိတယ်လို့ချင်းတရင်ရှင်းမြစ်ကဆိုပါတယ်။မော်ပီးကြီးရွာမှာပဲစက္ကစက္ကအခုထိရှင်မတိုးနိုင်တယ်လို့နောက်လည်းမဆုတ်ဘူးပေါ့။အဲ့ဒီရွာမှာရှိနေစေလို့၎င်းကဆိုပါတယ်။စောလာရှင်းရနေနဲ့ကိုရနေများမှာတိုက်ပွဲဆက်ဖြစ်နေပြီးကလေးမျိုးစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူတိုက်ခိုက်ပေးနေတယ်လို့သိရှိရပါတယ်။ မေလတတိယပတ်မှာချင်းတောင်ကိုအင်အားအများပြားနဲ့တက်လာတဲ့အစိုးရစစ်တပ်စစ်ကြောင်းကိုချင်းညီနောင်နဲ့ချင်းပြည်ကောင်စီအဖွဲ့ဝင်တော်လှန်ရေးတပ်များကအတူပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။အစိုးရဒေသစီရေးချင်းတွေများကိုနှစ်ဖက်တာဝန်ရှိသူများထံကိုမေးမြန်းထားရမှာချင်းညီနောင်တာဝန်ရှိသူကစီရေးလုံခြုံရေးအရာတိုက်ပွဲတရင်များလိုအပ်မှသာတင့်တော်တဲ့အချိန်မှာထုတ်ပြန်သွားရန်သဘောတူထားတယ်လို့အတည်ပြုပါတယ်။အစိုးရစစ်ကြောင်းဟာဒီချိန်မျိုးကိုစင့်အားဖြင့် ချင်းညီနောင်တင်ထားတဲ့ဖလန်းမျိုးကိုပြန်လဲကျိုးစစ်ဆင်းရဲဥတည်နေတယ်လို့ခံမှန်းရကြောင်းစစ်ကောင်စီကိုခုခံတိုက်ခိုက်နေတဲ့ CDF CN စစ်ဦးစီးချုပ်ဦးထောင်ပူကမေလနောက်ဆုံးပတ်မှာပြောကြားထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာစစ်ကောင်စီတပ်အကြအစိုးအများပြနဲ့အမှတ်32ရဲတပ်ရင်းကိုစုခွာထွက်ပြေးသွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်စစ်မြေပြင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများပြဟာအကြအစိုးများနဲ့ သူတို့ရဲ့ခံစစ်တည်ရှိရာအမှတ်30နဲ့ရဲတဲ့ရင်းကိုစုခွာထွက်ပြေးနေကြတယ်လို့ဒေတာရင်းစီရင်တည်အရှိမြများကပြောပါတယ်။ကြောက်ဖြူဒေတာခံမြေပြင်စီရင်တည်အရှိမြတအူကရဲတဲ့ရင်းဝန်းချီကိုသူတို့ကြည်ရည်လေးတုံးပြီးအေအေကိုတိုက်နေတာ။အေအေကပြန်လဲတိုးစစ်စင်တိုက်ခိုက်တော့စစ်ကောင်စီဘက်ကအကြအဆုံများပြီးရဲတဲ့ရင်းတဲကိုဝင်ပြေးနေကြတယ်။အခုခြံစည်းရိုးဝနာထီကိုတိုက်ပွဲပြင်းနေတယ်လို့ဆိုပါတယ်။ကြောက်ဖြူမြို့နယ်မှာအာရခတ်တပ်တော်အေအေကိုစစ်ကောင်စီက ကြီးရည်လေးသုံးမျိုးနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေရမှာအေအေးရဲ့ဒံမြန်ထိုးစစ်ကိုမကုခံနိုင်ပဲတက်ဆုတ်ထွက်ပြေးနေရခြင်းဖြစ်တယ်လို့၎င်းကဆိုပါတယ်တက်ဆုတ်ခွာထွက်ပြေးလာတဲ့အမှတ်30နှစ်ရက်တဲ့ရင်ကိုစစ်ကောင်စီဘက်မှအင်အားအလုံးအင်းနဲ့ကုခံကာကွယ်နေရပြီးလေကြောင်းကနေအတိတ်ကပြစ်ကိုပေးနေတယ်လို့ကြောက်ဖြူဒေသခံတို့ကပြောပါတယ်အတိတ်က drone နဲ့လေကြောင်းကိုအုံပြပြီးစစ်တပ်ဘက်ကတိုက်တယ်မိုးနေနေဆဲရင်လေကြောင်းကအတိတ်ကပြစ်တယ်လေတိုက်ပြီးမိုးရွာတဲ့အခါလှိုင်းကြည့်ရင်တော့ဒီဗီတွေကနေဘာမှပြစ်ကိုပေးလို့မရဘူး ဒါပေမဲ့ရေတက်မြေပြင်လက်နဲ့အထိုင်ချထားတဲ့နေရာတွေကနေပစ်တယ်လို့ပြောပါတယ်။စစ်ကောင်စီရဲ့အမှတ်30ရက်တက်ရင်းမှာနှစ်ပတ်အပြန်အလှန်စီရေတက်မာနေပြီး၎င်းရေတက်ရင်းဟာမကြခင်အေးလက်ထဲကိုကြာရောက်နိုင်တယ်လို့စီရင်လေးလာသူများကခံမှန်းထားကြပါတယ်။စစ်ကောင်စီဘက်ကလည်းအမှတ်30ရက်တက်ရင်းမကြစေရအတွက်အေးအေးကိုအသေးအတန်ခုတ်ခံပြီးတိုက်ခိုက်နေပေမဲ့စစ်ကောင်စီဘက်က အကြအဆုံများနေပြီးစစ်သားများစိတ်သက်ပြက်ပြားကလက်နက်ချမှုထွက်ပြေးမှုများရှိနေတယ်လို့သိရှိရပါတယ်။ ယမန်နေ့ဇွန်လ9ရက်နေ့ကလည်းဂုံးချွင်တိုက်နယ်အမှတ်32ရက်တည့်ရဲ့အနီနာဝင်ချင်းပြိုင်းစစ်ကင်းနဲ့အေးအေးသိမ့်ပိုက်ထားတဲ့နတ်ဖက်တောင်မင်းတပ်တောင်အပါအဝင်မလကျွန်း area တဝက်ကို jet fighter ဝိုင်းတွဲနှမျိုးလုံးနဲ့ဘုံကျဲတိုက်ခိုက်နေပြီးရေချောင်းကပါပြက်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာကျမတရှိရတဲ့တရင်ကတော့ကြောက်ဖြူမှာအေအေနဲ့စက္ကဆာတို့အကြတိုက်ပွဲဆက်ဖြစ်နေစက္ကဆာတက်မှာအလံဖြူထောင်မှုများလဲများပြားလာနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ အာရကဒေတာကြောက်ဖြူမြို့နယ်မှာအာရကတက်တော် AA နဲ့အကျန်းဖတ်ဖက်စစ်စစ်ကောင်စီတို့အကြားနှစ်ဖက်တိုက်ပွဲနေ့စဉ်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူတောင်းလက်လက်ချအညက်ခံမှုများတဖြည်းဖြည်းများပြားလာနေကြောင်းကြောက်ဖြူစီရေးတရင်ချင်းမြစ်ထံကနေသိရှိရပါတယ်။စစ်ကောင်စီတက်တဲ့အာရကတက်တော် AA တို့လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲ area မှာတရုတ် gas pipe line နဲ့မီတာ6000လောက်အကွာမှာဖြစ်ပွားနေတာဖြစ်ပြီးအချက်ဖတ်စစ်ကောင်စီကသူတို့အခြေပြုထားတဲ့နေရာတွေကနေ အရခတ်တက်တော်အေအေတက်ဖွဲ့ဝင်တွေရှိနိုင်တဲ့နေရာကိုထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်အဲ့ဒီလိုနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေရခြင်းဖြစ်တယ်လို့စီရီတရင်ချင်းမြက်ကဆိုပါတယ်အေအေ DNLA MNTAA ညီနောင်မဟာမိတ်သုံးဘွဲ့တို့ဟာငလေနောက်ဆက်တွဲလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နိုင်ရန်အတွက်တပတ်သက်အပြစ်ခက်ရဲစဲချောင်းထုတ်ပြန်ထားတယ်ကိုအခွင့်ကောင်းယူပြီးအကြံပတ်စစ်ကောင်စီတပ်ကကြီးရည်လေးအုံပြုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အပြစ်မဲ့ပြည်သူတွေနေထိုင်ရာကြေးရွာများကိုလေကြောင်း drone လက်နက်ကြီးတွေနဲ့နေစဉ်ရက်ဆက်ပစ်ကတ်မှုတွေလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။အပြစ်အခက်ရက်ဆဲထားတဲ့အချိန်စီရေးအရအမျက်ထုတ်လို့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အပြုအမူကြောင့် RK တက်တော် AA အနေနဲ့မလဲမရှောင်တာမိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက်ခုခံစစ်ကိုတိုက်ခိုက်နေရတာဖြစ်တယ်လို့မြေပြင်စီရေးတရင်အရေးမြက်ကဆိုပါတယ်။ကြောက်ဖြုံမြို့နယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလုံးဝစစ်တိုက်လုံစိမ့်မရှိဘဲအထက်ကအတင်းအထက်မှအမိန်ပေးခိုင်းစီချက်အရသာစစ်တိုက်နေကြရပြီး အခုတော့စစ်တိုက်လို့စိတ်မရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစိတ်တက်တွေပြက်ပြားပြီးတရင်အလိုက်အရခတ်တက်တော်အေအေထံကိုလက်နက်နဲ့တော့၎င်းလက်နက်မဲ့တော့၎င်းအလံဖြူတောင်းလင်းဝင်လာသူတွေလည်းဇက်တိုက်ရှိနေတယ်လို့အဆိုပါစီးရင်တရင်အရင်မြက်ကပြောဆိုပါတယ်အရခတ်တက်တော် AAC ကိုအလံဖြူတောင်းလင်းဝင်ရောက်လာတဲ့စစ်ကောင်စီအရာရှိတအုပ်ကကြောက်ဖြူမျိုးပတ်ဝန်းကျင်မှာအရခတ်တက်တော် AA ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အရာရှိအကျက်စစ်တီတွေတက်မတော်သားတွေအနေနဲ့အရခတ်တက်တော် AA မှထုတ်ပြန်ထားတဲ့ ်အလံဖြူထောင်းလက်နဲ့ချမှုမူဝါဒအတိုင်းစောစောစီစီအလံဖြူထောင်းအလင်းဝင်ကြစေလိုကြောင်းစောစောအလံဖြူထောင်းရင်စောစောအသက်ရှင်ကျန်ရစ်မှာဖြစ်ပြီးမိသားစုဆွေမျိုးတွေနဲ့စောစောတွေ့ရမှာဖြစ်တယ်လို့အကြံပြုလိုကြောင်း၎င်းကပြောဆိုထားပါတယ်လက်နဲ့နဲ့အလင်းဝင်လာသူတွေကိုလည်းအရခတ်တတော်ကစစ်တုံ့ပန်းဥပဒေအတိုင်းထိုက်တန်တဲ့စွန့်ငွေပေးအပ်တာတွေမိသားစုဆွေမျိုးတွေထက်စနစ်တကျလွှဲပြောင်းပေးတာတွေကိုရခင်ကအတိုင်းပြုမှုဆက်ဆက်သွားမှာဖြစ်တယ်လို့လည်းအရခတ်တတော်အေးအေးနဲ့နှိစက်သူတွေကပြောဆိုပါတယ် ဒါ့အပြင်တိုက်ပွဲအတွင်းမှာကစင်ကလျားနဲ့ထွက်ပြေးလွတ်မြောက်နေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းအရကတ်တတော် AA ကနေ့စဉ်နဲ့အမျှဖမ်းဆီးရမိနေတယ်လို့သိရှိရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့မဘာတာများရဲ့တောင်းဆိုမှုကြောင့်မင်းအွန်လိုင်းကဘုံကြီးကြောင်များအတွက်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ခါနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုလိုက်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကြံဖတ်စစ်ကောင်စီကဘုံကြီးကြောင်နဲ့တန်ခါတော်များအတွက်လိုင်စင်မဲ့ကားများကို မြို့နယ်တန်ခါနာယကအဖွဲ့ရဲ့တောက်ကန်ကျန်းနဲ့ပြင်လဲစီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းရေကောင်းတဲ့မန္တလေးတိုင်းမှာရှိတဲ့တိုက်အုပ်စရာတော်တချို့ကပြောဆိုပါတယ်။ဇော်လတရက်နေ့ကစတင်ပြီးအကြံပတ်စစ်ကောင်စီကတနိုင်ငံလုံးမှာနိုင်စင်မဲ့ကားနဲ့စိုက်ကဲများကိုဖမ်းဆီးခဲ့ကြောင်းဘုံကြီးကျောင်းများနဲ့စာတင်တိုင်များမှာသာသနာအမိတတားနဲ့နိုင်စင်မဲ့ကားများကိုအရှိန်အဟုန်နဲ့ဖမ်းဆီးခဲ့ကြောင်းတုံးရမအမျိုးပါတာသာသနာဆောင်ရှောက်ရေးအဖွဲ့မှဘုံကြီးများကစစ်ကောင်ဆောင်မင်းအောင်လှိုင်ထံကိုအတနာခံစာတင်ပြကြရမှာ တက်ဆိုင်ရမြို့နယ်တန်ကနာယကအဖွဲ့များရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားများကိုပြန်လည်စီးနင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။သာသနာအမတ်တစိမ့်မှာမြို့နယ်တန်ကနာယကအဖွဲ့ထောက်ခံချက်ပါရမယ်။ကျောင်းတိုက်နဲ့စာတင်တိုက်တွေမှာတကယ်တန်ကတော်တွေစီးနင်းနေတာဖြစ်ရမယ်။သာသနာကိစ္စတွေအတွက်အသုံးပြုတာမျိုးဆိုရင်မဖမ်းတော့ဘူး။မြို့နယ်တန်ကနာယကအဖွဲ့တွေကလည်း ကျောင်းတိုက်တွေနဲ့စာတင်တိုက်တွေအတွက်ကားတွေကိုထောက်ခံချက်လာလုပ်လို့ရတယ်ဆိုပြီးမြို့နယ်တန်ခါနိုင်ရကအဖွဲ့ကတရားဝင်ကြေညာနေပါပြီလို့မန္တလေးတိုင်းမရယာမြို့နယ်မှာတိုက်အုပ်ကျောင်းနယ်ဆရာတော်တပါးကမိန့်ကြားပါတယ်မြို့နယ်တန်ခါနိုင်ရကအဖွဲ့များကလည်းသာသနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားများကိုထောက်ခံချက်ထုတ်ပေးရမှာတရားစွာမပုံတင်ထားပြီးမြို့နယ်ရဲတပ်ဖွဲ့တွေးအုပ်နဲ့နေမြေကန်တပ်နယ်မှုများထံကိုထောက်ခံချက်ထုတ်ပေးထားတဲ့သာသနာကားစင်းကိုပေးပို့ထားရကြောင်းသိရှိရပါတယ် သဒ္ဒနာကားပေမဲ့မြို့နယ်တန်ခါနာယကအဖွဲ့ထောက်ခံချက်လဲပါမယ်။ရင်းထင်းနေမီကန်တက်နဲ့ရဲစီမှလည်းစည်ရင်ရှိတာမျိုးဖြစ်မှာမဖမ်းပါပါ။နေကျော်တော့လုံးလုံးစင်မသွားပါနဲ့အောင်။စီမံချက်ပြီးရင်တော့နေကျော်လဲကြွလို့ရတယ်လို့ပြောတယ်။အခုကဝါရင်းကြီးလေးဖြစ်တော့နေကျော်တော့ကြွလို့လည်းမသိသေးဘူးလို့မရေမျိုးနယ်မှာတိုက်အုပ်ကြောင်းထိုင်စီရတော့ကမိတ်ဆိုပါတယ်။ထို့ပြင်မဘာတာနဲ့အမျိုးသားရေးအစွန်းရောက်ဘုန်းကြီးများကလည်း၎င်းတို့စီးနင်းနေတဲ့လိုင်စင်မဲ့ကားများစီးနင်းရင်ဖမ်းဆီးမှုမရှိစေရတဲ့အတွက် တက်ဆိုင်ရာတက်နေမှုများရဲ့ထောက်ခံချက်လက်မှတ်များပါရယူထားကြကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်